โอเคမင်္ဂလာပါဗျကျွန်တော်တို့ရဲ့ new future youtube channel ရနေကြိုးစားပါတယ် dinstat အစည်းအဝေးကိုတက်ရောက်ဖို့အတွက်ကျွန်တော်တို့ရဲ့ကျင်ဆိုးကတော့ထိုင်းနိုင်ငံတွင်းကိုရောက်ရှိလာပြီဒီမှာရောက်ရှိနေတဲ့ကျွန်တော်တို့တော်လန်ရေးကိုဥဆောင်နေတဲ့လူတုသပိတ်အင်အားစုကတော့ကြိုးစားလိုက်တဲ့အရာကတော့ခင်ဗျားတို့လည်းသိပြီးသားပဲနိုင်ငံတကာအတိုင်းဝိုင်းကိုရတဲ့နေရာကနောက်ဆုံးအဆင့်ခွေးတို့ဘက်ကနေဝင်ဖို့စူးစမ်းနေတဲ့ကျွန်တော်တို့ကျင်ဆိုးကို သူနေထိုင်ရာရှန်ဂရီလာဟိုတယ်မှာကျူဇိုနေတဲ့လူတွေလည်းရှိသလိုပဲကျွန်တော်တို့တရားတွေမှာဒီနေ့မနေ့ကကျူဇိုထားတဲ့စာတန်းအရတော့လူသက်သမားမင်းအောင်လိုင်ကိုငါတို့မကျူဇိုဆိုတဲ့အင်္ဂလိပ်လူရောထိုင်းလူရောမြန်မာလူရောစာတန်းရေးပြီးတော့ကျွန်တော်တို့ထိုင်းရောက်မြန်မာလူသမားအဖွဲ့အစည်းပြည်သူကနေကျူဇိုလိုက်ပါတယ်ဒီလိုကျူဇိုလိုက်တဲ့နေရာမှာလဲကျွန်တော်တို့ပြည်သူတွေခံစားနေရတဲ့ဝေဒနာတွေအားလုံးကို တချို့ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ပြည်သူတွေကလည်းနားလည်မှုအပြည့်နဲ့အာဂျီနီနာတရားရုံးကနေစင့်ကော်စာထုတ်ချင်းခံရတဲ့မအလာငလျင်ဘေးဒဏ်ခံနေရတာတော့မှတခြားနိုင်ငံကိုပြည်သူကိုမကြည့်ပဲတခြားနိုင်ငံကိုတွားရောက်ပြီးတော့စီဝေတက်နေသောမအလာနောက်အဆိုးဆုံးကတော့ပြည်သူကိုပြည်တွင်းမှာတက်ဖြတ်နေတဲ့မအလာမအလာနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ပြောမဆုံးအောင်တော်တော်တော်ပေါ့ သူ့ရဲ့ရုံမာမှုတွေကတော့တော်လန်ရေးကာလအတွင်းမှာမကပဲငလင်ဘေးဒဏ်ခံနေရတဲ့အချိန်မှာနေရာဘောင်းဆောင်မှာလိုက်ပြီးတော့ဘုံကျဲနေတာခင်ဗျားတို့ကြွတို့လည်းအမြင်ပဲအပြစ်ခက်ရက်စဲတယ်လို့ကြင်ညာပြီးတော့ရွှေကျင်တို့မုံတို့မှာလက်နက်ကြီးတွေနဲ့ပစ်တယ်ဆိုပြီးတော့ KNU ဗဟုသတင်းဌာနအနေနဲ့ထုတ်ပြန်ထားတယ်ညောင်ဦးမျိုးနယ်ပါလဲစစ်ကြောင်းတွေကိုစစ်ကြောင်းထိုးပြီးတော့မီးရှို့လို့မီးရှို့တယ်မီးရှို့ပြီးတော့အဖိုးတန်ပစ္စည်းတွေကို သိမ်းယူလူယူပြီးတော့ပြည်သူထောင်ချီတောင်းချီပြီးတော့ဒုက္ခတွေရောက်နေတယ်။ကိုပောင်ဘော်ကိုမိဘွားကြမှတိတဲ့လူရန်သားတစ်တည်းရလဲကျွန်တော်တို့မန္တလေးတိုင်းမှာရှိတဲ့အမတ်နဲ့ပြည်ဘောကဆက်ယုံမှာငလျင်လှုပ်လို့အဲ့ဒီမှာရှိတဲ့ဝန်တန်းတွေ၃ဦးတည်ပြီးတော့၉ဦးဒဏ်ရာရတယ်ဒါကပောင်ဘော်ကိုမိဘွားကြမှတိတဲ့စစ်တပ်ကိုဇွတ်မိတ်ထောက်ခံတဲ့လူတည်းရပေါ့လူရန်သားတည်းရအဲ့ဒီလိုပဲမရောက် ်မေအောင်လိုင်ရဲ့ရုံမှမှုကစကိုင်းတိုင်းဟုံမင်းမြို့နယ်မှာရှိတဲ့ကျွေးရကျေးရွာတွေကိုလည်းရဟတ်ရင်တွေနဲ့ဘုံကျဲတယ်ဒီလိုပြည်သူအပေါ်မှာဇက်တိုက်ဇက်တိုက်ရုံမှရက်ဆက်နေတဲ့အရာတွေကိုကျွန်တော်တို့ဘက်ကဇွတ်မိတ်ပြီးနေနေရတဲ့အနေအထားမျိုးတွေရှိနေတယ်အခုဆိုရင်လည်းဒဝေရင်နဲ့စိတ်ကန်းကိုလှုပ်ဆောင်ဖို့အတွက်ရေပြူမြို့နယ်တို့လောင်းလုံမြို့နယ်တွေမှာစစ်ကြောင်းတွေထိုးလို့ပြည်သူ30နီးပါး အဖမ်းခံရပြီးတော့ဒါစစ်မှုထမ်းမှုအတွက်ခေါ်ဆောင်တယ်ပြီးတဲ့အပြင်ရွာပေါင်း20ကျောင်းမှပြည်သူထောင်ချီတောင်းချီပြီးတော့ထွက်ပြေးနေရတဲ့မအားလာရဲ့ရုံမှမှုတွေပေါ့နောက်တစ်ခုကြည့်သေးတယ်ဗျကျွန်တော်ဒီမနေ့တည်င်းမှာတက်နေတဲ့အရာထိုင်းစကားကိုတည်တည်ချာချာခါခါနာနာတက်တဲ့လူလည်းရှိသလိုမတက်တဲ့လူတွေလည်းရှိတယ်ဒီလိုတည်င်းကိုတသင့်ပြန်ပြီးကျင်ညာတဲ့အခါမှာမိမိရဲ့တည်င်းဟာမှန်ကန်မှုရှိလားမရှိလားကိုဦးစားမပေးဘဲနဲ့ follower ရဖို့လိုက်ရဖို့အတွက်ပဲဦးတည်ပြီးလုပ်နေတဲ့သတင်းတစ်ခုပေါ်ထွက်လာတယ်။အဲ့ဒီအရာကတော့ထိုင်းနိုင်ငံအတွင်းမှာကာစီနိုနဲ့ပတ်သက်တဲ့လောင်းကစားနဲ့ပတ်သက်တဲ့အရာတွေကိုထိုင်းအစိုးရကခွင့်ပြုမဲ့အရာကိုထိုင်းပြည်သူတွေကမကျင့်တဲ့လို့ဆန္ဒပြတာကိုထိုင်းပြည်သူတွေဟာမအားလာကိုဆန္ဒပြတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့သတင်းအမှားတွေတင်နေတာတွေကျွန်တော်တို့အများကြီးတွေ့ရတယ်။ဒီအရာတွေဟာအရန်ဆိုးရွားတယ်ဗျ။ဘာဖြစ်လို့အရန်ဆိုးရွားလဲဆိုရင်ဒီလိုမဟုတ်မမှန်သတင်းကိုတင်လိုက်တဲ့အတွက်ကြောင့် ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့အရန်ကိုအနေထားတွေကျက်သွားတယ်ဒါကတော့ခင်ဗျားတို့သိပဲပြီးခဲ့တဲ့ဆယ်လပိုင်းနှစ်ဆယ်လပိုင်း၁၇လပိုင်းမှာအဖမ်းအစည်းတွေများလို့ထွက်ပြေးတိမ်းရှောင်နေရတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာအထောက်ထားတွေတည်းမရှိတဲ့အချိန်ခါမျိုးမှာဖမ်းဆီးခြင်းတွေနေရာသုံးမှာခံနေရတဲ့အတွက်မိမိတို့တင်လိုက်တဲ့သတင်းဟာမှန်ကန်မှုလိုတယ်ဆိုတော့ဒီနေရာကနေကျွန်တော်ကမြေတားရက်ခံပြီးတော့ပြောချင်တာ ။ဘာကြောင့်လဲလဲမိမိလှုပ်လိုက်တဲ့အလုပ်တစ်ခုမိမိကြွားဝါလိုက်တဲ့အရာတစ်ခုမိမိတင်လိုက်တဲ့တရင်တစ်ခုဟာမိမိကိုယ်ကိုမိမိထင်ပေါ်ဖို့အတွက်မဟုတ်ဘဲနဲ့စစ်ဘေးရှောင်လို့ဒုက္ခရောက်ကိုယ်နိုင်ငံမှာဒုက္ခရောက်လို့ထိုင်းနိုင်ငံတွင်းကိုလာနေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်တကယ်အကျက်တဲဖြစ်စင်မှာမလို့ဒီနေရာကနေကျွန်တော်ကမြစ်တရက်ခံပြီးတော့ဒီနေရာလေးကိုပြောခြင်းဖြစ်တယ်နောက်တစ်ခုတစ်ခုမျက်ရည်ကိုတောက်သုံးခြင်းဖြင့်ခြုံငင်မှုကိုမရနိုင်နဲ့ ငလျင်ဘေးဒဏ်ကြောင့်ကုရကယ်ရမယ့်အချိန်မှာမြန်မာပြည်တွင်းမှာရှိတဲ့ဈေးဆိုင်တွေဈေးမတက်ဖို့အထူးမြေတားရက်ခံပြီးတော့တောင်းဆိုတယ်။ဘာကြောင့်လဲဆိုရင်ဒီငလျင်ဘေးဒဏ်ကြောင့်လူပေါင်း၃၀၀၀ကျော်တေဆုံးပြီးတော့၃၀၀ကျော်ကပျောက်ဆုံးနေတယ်။လူပေါင်း၅၀၀ကျော်ထိခိုက်ဒဏ်ရာရနေတယ်။မြန်မာနိုင်ငံအတွင်းမှာအခုအချိန်ထိလူပေါင်းတန်း၂၀ကျော်ဟာစားနပ်ရိက္ခာဘေးတွေနဲ့ကြုံတွေ့နေရပြီးလူပေါင်း၃တန်းကျော်ဟာအတိဒုက္ခတွေ ုက္ခဆင်းရဲတွေနေကြာရောက်နေတဲ့အချိန်ခါမျိုးမှာပဲမြန်မာနိုင်ငံအတွင်းမှာရှိတဲ့တဘာဝဘေးဒဏ်တွေကြုံနေရတဲ့စစ်ဘေးဒဏ်တွေကြုံနေရတဲ့အချိန်မှာစားဖို့တောက်ဖို့အတုံးဖို့ဆွဲဖို့ဒီလိုကုံစင်းနှုံးတွေကြီးမြင့်ပြီးတော့မတန်တဆဈေးတွေနဲ့ရောင်းစားနေတဲ့လူတွေတစုလည်းရှိတယ်ဒီနေရာမှာကျွန်တော်စာပါလေးတစ်ပိုက်ဖတ်ပြမယ်ဗျအဖွားကိုတယောက်က ဆူတောင်းပြည့်တယ်ဆိုတဲ့လမ်းပေးကနတ်စင်တစ်ခုကိုရောက်လာပြီးနတ်စင်ရှိမှလက်အုပ်ချီပြီးနတ်မင်းကြီးရဲ့အဖွားကစားတရားမရှိလို့ငွေလေးတထောင်လောက်ပေးပါလို့ဆူတောင်းလိုက်တယ်။ဘေးမှာဖြတ်သွားတဲ့ရဲတစ်ယောက်ကအဖွားရဲတစ်ယောက်ကအဖွားဆူတောင်းတန်ကိုကြားတဲ့အချိန်မှာပတ်စံ900ထုတ်ပေးပြီးတော့ထွက်သွားလိုက်တယ်။အဖွားအုပ်ကလည်းနတ်စင်ကိုပြန်ရှခိုးပြီးတော့အရန်ဆူတောင်းပြည့်တာပဲနတ်မင်းကြီးရဲ့ဒါပေမဲ့နောက်ဆိုရင်တခြားသူနဲ့ပေးလိုက်ပါပတ်စံကို ရဲတွေလက်ထဲကိုမထည့်လာပေးပါနဲ့အခုတော့အဖွားပတ်စံ900ပဲရလိုက်တယ်တဲ့ဒီလိုပဲအခုလိုဘေးဒုက္ခရောက်နေတဲ့မြန်မာနိုင်ငံသားတွေလည်းစူတောင်းတာပြည့်သွားလိမ့်မယ်ဒါပေမဲ့မအာလာကိုပေးပြီးတော့ပြန်ဝေခိုင်းမယ်ဆိုရင်တော့တဝက်တောင်ရရပါမလားဆိုတဲ့စာပိုက်လေးဒီစာပိုက်လေးမှာကျွန်တော်တို့ချက်ကားပြောမယ်ဆိုရင်ဖောင်ဒေးရှင်းတွေမြန်မာနိုင်ငံအတွင်းမှာလူမှုကယ်ဆယ်ရေးအတွက်တဘာဝဘေးဒဏ်အတွက် ဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက်ကူညီတဲ့ foundation တွေရှိတယ်။ပရိဒအတင်းဖွဲ့စည်းတွေရှိတယ်။ဒီလိုရှိတဲ့နေရာအတွင်းမှာမှထိရောက်တဲ့မိမိချွေးနှဲစာကိုလှူလိုက်တဲ့အရာထိရောက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့မှာရွှေပြည်ကြီးကဝေးသားနေဆိုတဲ့ပုံမြင်အတိုင်းပဲကြပြအတိုင်းပဲဖြစ်နေတယ်။ဘာကြောင့်လဲဆိုမိမိခုနကကျွန်တော်ဖက်ပြတဲ့စာပိုက်လေးလိုပဲမိမိလှူလိုက်တဲ့ငွေကြေးဟာတကယ်ထိရောက်တဲ့နေရာတွေကိုရောက်သလားမရောက်သလားဆိုတော့ကျွန်တော်တို့ကမမြင်ဘူး။ မအားလာအုပ်ချုပ်နေတဲ့အာနာရှင်စနစ်ဆိုးရဲ့အောက်မှာဖောင်ဒေးရှင်းပဲဖြစ်ဖြစ်ပရိဒါပဲဖြစ်ဖြစ်တကယ်ကူညီခြင်းတဲ့လူတွေရှိပါတယ်တကယ်လုပ်နေတဲ့အဖွဲ့အစည်းတွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့မအားလာဘလုံနီးတွေနဲ့ခုနကရုံမာနေတယ်ဆိုတော့ဒုက္ခပင်လေဝေပြီးတော့ငလင်းဘေးဒဏ်တင့်နေတဲ့အချိန်မှာတော့ဘုံကျဲနေဘုံကျဲပြီးတော့ပြည်သူကိုအမျိုးမျိုးဒုက္ခပေးနေတယ်ဆိုရင်ဒီလိုငွေဝင်ငွေထွက်တွေမှာ တို့တို့ကထိမ့်ချုပ်ထားတဲ့နီးတွေကိုရေဘေးပထမဦးဆုံးဖြစ်တဲ့ရေဘေးမှာလည်းကျွန်တော်တို့မြင့်မြင့်ကိုတွေ့ခန်းစားပြီးသွားပြီအဲ့ဒီအတွက်ဂျင်မာမြန်မာစကားပြောတဲ့ဂျင်မာနိုင်ငံသားတွေကိုကျွန်တော်သိတဲ့အသိဉာဏ်လေးတစ်ခု message လေးတစ်ခုပေးချင်တာကမိမိတကြက်လှူလိုက်လို့နှစ်နေရာကိုရောက်သွားမဲ့နီးရှိတယ်အဲ့ဒီအရာကိုကျွန်တော်တို့မြန်မာပြည်တွင်းမှာရှိတဲ့လက်နက်ကင်အဖွဲ့အစည်းတွေအဲ့ဒီလက်နက်ကင်အဖွဲ့အစည်းတွေမှာမှကိုတက်ကြီးတို့ဘုံနဂါတို့ တို့ရဲ့ပေ့တွေမှာတင်ထားတယ်။လာလှူတဲ့ငူလှူဒန်းငွေကိုပြည်သူရှိကိုတာတိုက်ရောက်အောင်လှူပေးနိုင်ပါတယ်ဆိုပြီးကြေညာထားတယ်။ဒီလိုသွားပြီးလှူဒန်းချင်းကုညီချင်းအဖြစ်ကျွန်တော်ခုနပြောသလိုတကြက်ပေးပြီးတော့နှစ်နေရရောက်တဲ့နေပါငလင်းဘေးဒံတင်းတို့ဒုက္ခတွေပင်လယ်ဝင်နေတဲ့ငလင်းဘေးဒံတင်းတဲ့လူတွေကိုကုညီပြီးတဲ့အချိန်ခါမျိုးမှာဒင်ငွေကြီးစီကျွန်တော်တို့အာနာရှင်စနစ်ကိုပြန်တွန်းလှန်တဲ့နေရာမှာအသုံးပြုလို့ရတဲ့နေ့တစ်ခုကိုကျွန်တော်က မြင်လို့ဒီနေရာကနေဆက်ချက်ချင်းတင်ပြခြင်းဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်ကပြောပြတာကကျွန်တော်တို့ပြည်သူဟာအာနာရှင်စနစ်ကြမယ်ဆိုရင်မိမိအိတ်ထဲမှာရှိတဲ့ပတ်စံကိုအိတ်တင်ဖောင်မောက်လှူတာထုံးစံမယ်ဘာကြောင့်လဲဆိုရင်အာနာရှင်စနစ်ဆိုးပါဘလောက်ထိရုပ်မှရက်ဆက်ပြီးကောက်ကျက်တဲ့လဲဆိုတော့အခုတဘာဝဘေးဒဏ်ကြုံနေရတဲ့အချိန်မှာပုံပြီးမျက်မြင်ကိုတွေ့ပဲ ူပါကဲပါလို့អော်နေတဲ့အချိန်ခါမျိုးမှာတော့ပူပါကဲကူချင်းကဲချင်းမပြူဘဲနဲ့ဟိုဆောင်းအောင်မယ်ဒီဆောင်းအောင်မယ်ပြီးခဲ့တဲ့ရက်ခါဆိုကျွန်တော်တို့ပြောခဲ့တဲ့စကားရည်ရှိပါတယ်။အကူညီပါမယ်ဆိုပြီးထိုင်ဝမ်ကဝင်လာတဲ့အဖွဲ့အစည်းတွေကလုံးဝကန့်ထုတ်ပစ်တဲ့အနေအထားမျိုးတွေဘာကြောင့်လဲဆိုရင်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ပြည်သူပြည်သားတွေသူစနစ်တစ်ခုကိုမထောက်ခံဘူးအာဏာရှင်စနစ်ကို မထောက်ခံဘူးဒီအစိုးရကိုမထောက်ခံဘူးဆိုရင်စနစ်တကျနဲ့ပြည်သူကိုအတိတ်ဒုက္ခရောက်အောင်လုပ်နေတယ်ဆိုတော့ တိဖို့လိုနေပြီ။ဒါကြောင့်မို့လို့ဒီလိုဒုက္ခရောက်နေတဲ့လူတွေကိုပြန်ပြီးတော့တခြားနိုင်ငံမှာရှိတဲ့ပြည်သူကပြန်ကူညီတဲ့အခါမှာလဲထိရောက်တဲ့နီးတွေကိုတိဖို့လိုတယ်လို့ကျွန်တော်ကပြောခြင်းတယ်။ငလျင်လှုပ်လို့တိုင်းပြည်ဟာနူယာဆွဲတဲ့ဘဝကို ရောက်နေချိန်မှာခொနကလို အခွင့်အရေးယူမဲ့လူဒန်းစားတွေကရှိနေတာကိုလဲကျွန်တော်တို့စိတ်မကောင်းဘူး။ ဒီလိုအချိန်မှာဝမ်းနဲ့ကြေကွက်ပြီးနေရမယ့်အချိန်မှာလဲစကစစနစ်တကျနဲ့သူတို့အာနာရှင်စနစ်ဆိုးတည်မြဲဖို့စနစ်တကျနေ့ရက်တိုင်းအချိန်တိုင်းမှာလုံနေတယ်ဆိုတာကိုသိတယ်ဆိုရင်ကျွန်တော်တို့အာနာရှင်စနစ်ကိုတွန်းလှန်နေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ထိရောက်တဲ့အရာလေးတွေနဲ့ပြည်သူအားရကျန်တဲ့လောက်ကူညီပေးကြပါလို့မေတ္တာရက်ခံပါတယ်တခြားနိုင်ငံတွေကလာပြီးတော့မြန်မာနိုင်ငံငလင်ပေးတဲ့လာပြီးကူညီတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်း နိုင်ငံ၏အားလုံးကိုလည်းကျွန်တော်ဒီနေရာကနေကိုးစားကျေးဇူးအများကြီးတင်ကြောင်းပြောချင်ပါတယ်။ကိုချင်းစာတရားရှေ့ထားပြီးတော့အာနာရှင်စနစ်ကိုတွန်းလှန်ပြီးတော့နီးရလူကိုကယ်ပြီးပြည်သူမှပြည်သူဆိုဆိုတဲ့အမေစု ပြောတဲ့စကားလေးကိုနားထဲမှာတွေ့တမင်းနားထောင်ပြီးတော့ပြောနိုင်တဲ့ပါဇက်ကြားနိုင်တဲ့နားတွေးခေါ်စဉ်းစားနိုင်တဲ့ဥနှောက်ညံနဲ့တုံးသက်ပြီးတော့အာနာရှင်စနစ်ကိုအမြင့်ပြအောင်တိုက်ထုတ်ကြပါစို့ဗျာ